ထိုင်းနိုင်ငံဘန်ကောက်မြို့အတွင်းမှာကွန်ဒိုနဲ့နေရတာမကြိုက်ပဲနဲ့လုံချင်းနဲ့နေဖို့အတွက်ရှာနေပါလားဒါမှမဟုတ်လုံချင်းဝင်ထားပြီးတော့ရင်းနှီးမြှုပ်နှံမှုလုပ်ချင်ပါသလားဒီမှာတော့ Jessica ပါ property specialist နဲ့ influencer ဖြစ်ပါတယ်။ဒီနေ့မှာတော့ Bangkok CBD အတွင်းမှာရှိတဲ့ townhouse အမိုက်စားတစ်ခုရဲ့တံပိုးနဲ့သူ့ရဲ့ပါဝင်တဲ့ facility တွေကိုပြပြသွားမှာဖြစ်ပါတယ်။ ဒီ town house လေးတွေကတော့ Rama Nine လမ်းရဲ့ဆွဲ73မှာရှိတာဖြစ်ပါတယ် Rama Nine လို့ဆိုရဲအတိုင်းအနီးများမှာစေရုံနေအကျောင်းနေ office building တွေအများကြီးရှိပါတယ် ဒီ town house ကအနန္တာရဲ့ luxury level town house တွေတစ်ခုပဲဖြစ်ပါတယ်။သူ့မှာဆိုလို့ရှိရင်အမျိုးအစားပေါင်း၃မျိုးရှိပြီးတော့435 square meter ကစတင်ပြီးတော့ဝယ်လို့ရမှာဖြစ်ပါတယ်။ဈေးအနေနဲ့ကတော့47 million ကဘက်ကနေစပြီးတော့ဝယ်လို့ရမှာဖြစ်ပါတယ်။ facility အနေနဲ့ဆိုလို့ရှိရင်ဒီလိုမျိုး swimming pool တွေထပ်ပါဝင်မယ်။အာ gym ပါဝင်မယ်။ steam room တွေ sauna တွေအာ kick club တွေလည်းပါဝင်အောင်မှာဖြစ်ပါတယ်။ ဘာကူပြနေတဲ့တောင်ဟောက်အမျိုးအစားလေးကတော့434 square meter ကျန်ဝန်းနဲ့၄ဒက်ပါ apex villa type လေးပဲဖြစ်ပါတယ်တို့မှာစုစုပေါင်းအိတ်ခန်း၃ခုပါပြီးတော့မိတ်အိတ်ခန်း၃ခုပါမယ်ပြီးသွားရင် swimming pool လည်းဒီ villa ထဲမှာပါပြီးတော့ private lift လေးပါပါဝင်မှာဖြစ်ပါတယ် ဒါလေးကတော့အောက်ဆုံးထက်ရဲ့အိမ်ခန်းပဲဖြစ်ပါတယ်။ဒီဘက်အချမ်းမှာဆိုလို့ရှိရင် dining table အကြီးကြီးထည့်လို့ရမယ်။ဒီဘက်က kitchen ကကြတော့အစာမစားခင်ပြည့်စုံလို့ရတဲ့ kitchen အသေးမျိုးစားလေးပါခကာကုဒုတိယတလေကိုရောက်နေရပါတော့เนาะအဲသူ့မှာ main room ပါတယ်ပြီးတော့ရင်ဒီဘက်မှာဆိုလို့ရှိရင်အာဧကန်လုံလို့ရတယ်ပြီးတော့ရင်ဒီဘက်အချမ်းကသူဟာ wine bar လေးလောက်ပြရတယ်ပေါ့เนาะ ကကုသုံးထွက်မြောက်ကိုရောက်နေရပဲဖြစ်ပါတယ်ဒီအထက်မှာဆိုလို့ရှိရင်အိတ်ခန်းနှစ်ခန်းပါမယ်ဒီအိတ်ခန်းကအာမာစတာဘက်ရုံးပဲပေါ့နော်ဒီမှာဆိုလို့ရှိရင်အဝတ်လဲလို့ရတယ်အာစပိတ်အကြီးကြီးလုပ်လို့ရမယ်အပြင်အအခန်းအပြင်ပြန်ထွက်လာရင်တော့ဒီလိုမျိုးအခန်းပုံလေးတစ်ခန်းထပ်ပါတယ်အဲဒီဘက်အချက်မှဆိုလို့ရှိရင်မာစတာဘက်ရုံးနောက်တစ်ခန်းထပ်ပါမှာဖြစ်ပါတယ်အော်ဆုံးတဲ့၄တက်မြောက်ကခံလေးပဲဖြစ်ပါတယ်။အာဒီမှာဆိုလို့ရှိရင်အလုံးလုံးလို့ရတဲ့ speed ကြီးရှိတယ်။ ဒီမှာ living area လောက်လို့ရမယ်ဒါကတော့ wardrobe room ကြီးပါဟာဘက်တပ်နဲ့အိမ်တိုင်းအချိုးကန်ပါမယ်အိမ်တိုင်းအချိုးကန်နှစ်မျိုးပါတယ်ပေါ့နော်ဒီလိုမျိုးဒီအချိုးကန်ပါမယ်ဒီမှာ wardrobe ဘက်တပ်ပါမယ် ဒီ town house လေးကလုံးဝ CBD area မှာရှိပြီးတော့တော့ရလာရလဲလွယ်ကူတဲ့ဟာ town house လေးဖြစ်တာမို့လို့ရင်းနှီးမြုပ်နှံမှုပဲဖြစ်ဖြစ်ကိုယ်တိုင်နေထိုင်မှုပဲဖြစ်ဖြစ်ဝယ်ယူဖို့စိတ်ဝင်စားရဆိုလို့ရှိရင်ကကရဲ့ Jessica Property Special List မှာလာရောက်ဝင်ပြန်ပြီးတော့ဝယ်နိုင်ပါပြီဒီနေ့ video လေးရဲ့ဒီလောက်ပဲမှတ်ထားပေးမှာပြင်ပြကြမယ်နော်တတ